ကလေးက3နှစ်အရွယ်ပါ main ကလေးပေါ့နော်3နှစ်အရွယ်စော့နေနေအဲ့လိုမျိုးသူမတော်တဆပေါ့အဲ့လိုမျိုးသူကအားလွန်သွားတာပဲပေါ့နော်သူဘေးပတင်းပေါက်ကိုပြုတ်ကြတာကလေးကိုသူကယ်ပြီးပြန်ထွက်လာတယ်ကလေးလည်းပြုံးပြီးရောအဲ့လိုပြုံးပြီးရောထွက်ရီပြီးထွက်လာသူအဲ့မိသက်ကယ်မိသက်တွေကယ်စိန်သမားတွေရီပြပြီးထွက်လာတော့ချစ်စရာလေးပေါ့ကလေးကတော့ အဲ့အချိန်မှာသူလည်းဘယ်လောက်ကြောက်နေလိုက်မလဲကလေးလေးရဲ့အသက်သခင်ဂျေဆုရှင်တို့ပါအဲ့လိုမျိုးကြီးတော့မမပြောလို့ပြောပြောကြပဲညီမအဲ့လိုကိုကူကူလည်းအဲ့လိုမတတ်မှတ်ပါဘူးဒါညီမအနေနဲ့ညီမရဲ့ဖြစ်ဖြစ်လာရဲ့ဘဝတစ်ခုမှာကဲခွင်းရခဲ့တဲ့နှုတ်ဆောင်မခြင်းတစ်ခုနဲ့ကဲခွင်းရခဲ့တဲ့အကုသိုလ်တစ်ခုအအမတ်တရားတစ်ခုလို့ပဲသတ်မှတ်တယ်ကလေးလေးဘဝတောက်လျှောက်အဆင်ပြေသွားရင်ရပါမယ်ရပြီရပြီရပြီ အဲ့အဲ့တော့ဖြစ်စင်ရတော့ညီမ Facebook မှာတင်ထားတဲ့အတိုင်းပဲအာညီမတို့တာမီနီယောက်ကားပေါ်ကနေပြီးတော့ဆင်းဆင်းချင်းညီမတို့အပြင်ကနေမုံဝယ်ပြီးတော့တာမီနီယောက်ကပြန်လာကြပြန်လာဆင်းဆင်းချင်းမှာပဲအပေါ်ကနေအော်တန်ကြားတော့ညီမတို့ရအော်အရှိမရန်ဖြစ်နေရလားမသိဘူးပေါ့အော်အော်တော်တော်အော်ကြီးအကျယ်တော့အော်နေကြရဲကဲကြပါအောင်လုံးကြပါအောင်အော်ရန်ဖြစ်နေကိုယ့်အိမ်ရှိမှာဟုတ်ရန်ဖြစ်နေရပဲထင်တာရန်ဖြစ်နေရပဲထင်ပြီးတော့အိမ်ပေါ်ပြဲပြန်တက်မယ်လို့ မလို့ရေကဲပါအောင်ကလေးပြုတ်ကြအောင်လို့ပါကလေးပြုတ်ဘယ်လိုလဲပြင်ရှစ်လောက်ကလေးပြုတ်ကြလို့အာဒီမှာအထုပ်ကိုပြစ်ချပြီးတော့တာမီနီယောက်ပြေးတာပဲပြေးပြီးတော့အဲ့ဒီမှာအာဘဲကနေဘဲကနေဘလို့စစပြီးတော့သွေးပူတာသွေးပူရပါတော့ဘဲကနေစမှလည်းမသိဘူးဘာဘာလို့ရမလဲဘာကလေးရလဲအော်နေစားဘာလို့ရမလဲမသိနော်တော့မှစိတ်အေးစိတ်ကိုအေးထားအမေကလည်းနေစိတ်အေးထားနေဘာလို့လို့ရလဲနေတခြားလို့တွေးတွေးတွေးဆိုတဲ့အချိန်မှာ ဘာဖြစ်လဲဆိုကိုထင်းလင်းရောင်ပလဲအရန်မိတဲ့တက်ခွဲကိုထင်းလင်းရောင်ဒီမှာခေါင်းထဲမှာပေါ်လာရဲပေါ်လာကိုထင်းလင်းရောင်ဖုန်းနံပါတ်ကလည်းရှိနေပြီသားဆိုတော့ ချက်ချင်းပဲဖုန်းဆက်တော့လဲချက်ချင်းဖုန်းကင်နေပေါ့တမီးဘာလို့အဲ့လဲဆိုပြီးကိုထင်းလေးအောင်ဆက်ပြောတာဘာလို့အဲ့လိုလဲတမီးဘာဖြစ်လို့လဲဆိုတော့အဲ့လိုလိုပဲပြောပြတော့ကိုထင်းလေးအောင်ချိတ်ဆက်မှုနဲ့မိသက်ဌာနရေလည်းအများကြီးရောက်မိသက်ဌာန၃ဌာနလောက်ရောက်လာရဲ့ညချက်ချင်းနီနီရောနောက်ဒီညီမတို့50တန်လန်းကပီတိမြတာပရိုက်တာအသင်းကလူတွေရောနောက်ဒီကိုပူတူးကေစဲကြီးအဖွဲ့လာအဲသူတို့ကြီးလည်းရောက်လာကြတော့ပစ္စည်းကရိယာအစုံနဲ့ကလေးလေးကိုကယ်ပေးနိုင်လိုက်တယ်ပေါ့နော်အချိန်မီကယ်လိုက်နိုင်တာပေါ့နိုင်ခွက်လောက်အတွင်းမှာရင်ကလေးလေးဘေးကင်းကင်းနဲ့ပြန်ရတာကျေးဇူးတင်ပါတယ်ဆက်ကလေးအသက်လို့ရှိငယ်လေးအဲ့ ကဲရပြီလားရပြီလားဆွဲလို့မှန်ခွဲပြီးကဲရပြီမှန်ခွဲပြီးကလေးကရှစ်လွာကနေပြုတ်ကြပြီးတော့သုံးလွာမှာညက်နေသုံးလွာမှာညက်နေရောအဲသုံးလွာတွေလည်းကလေးကိုရတဲ့လောက်ဖမ်းပြီးတော့ထိန်းထားပြီးတာကိုဒီလိုတိုက်နှလုံးချားတယ်ဆိုတော့လေလူတွေလည်းဝင်လို့လည်းမရဘူးလက်ထုတ်ရင်တောင်မှလက်ကတော်တော်ကျင်းနေလက်လက်လက်တောင်ထုတ်လို့မရဘူး brain box နဲ့ဒီဒီဘေးပရင်ပေါက်နေဒီဘက်ကအာတိုက်နေတယ်လို့ကတ်နေရအဲ့လိုကတ်နေပဲလက်ကလည်းထုတ်လို့ရတယ်လက်တချောင်းစာလက်လောက်ကလေးပဲထုတ်လို့ရဆိုတော့အဲ့ဒါကိုမထားပေးရတာပေါ့နော်အဲ့လိုမထားပေးနေဟိုမမ အဲညီမတို့ရေအော်တော့ဒီဘက်ဘေးကနေပြောလုံချုံရင်ကိုတစ်ယောက်ကနေရောက်လာရောက်အရင်ဆုံးဒီကမီးတက်ကားတွေအော်မြူလက်စ်တွေမရောက်ခင်ဒီညီမတို့ရေကြောကလုံချုံရင်ကိုတစ်ယောက်ကရောက်လာပြီးတော့အဲ့တယောက်ကအပေါ်တက်တက်ပြီးတော့ရသလောက်ကိုတိုးဝေးပြီးဝင်ဝင်ပြီးွားတော့အဲ့ကလေးလေးကိုလည်းကိုကိုလုံးရင်တိုးဝတ်ထွက်ပြီးတော့သူကလည်းလူကင်ထားလား မိသက်ဒီကယ်ဆယ်ရေးတဲ့အချိန်မီမရောက်နေသူလည်းညံ့နေတော့မှာပြုတ်ကြတော့မှာသူလည်းပြုတ်ကြပြီးညံ့ကလေးနဲ့တူတူညံ့နေပြီသူလည်းသူလည်းထုတ်ကပြန်ထုတ်လာတာပေါ့နော်ညံ့နေရဆိုတော့ဘလို့ဖြစ်ဒီအီဂိုနဲ့ကလည်းကျေးဇူးအများကြီးတင်ရမယ်ပြီးတော့ဒီသုံးလွာဂါမီသားစုဒီကလေးကိုထိန်းထားပြီးသုံးလွာမီသားစုလည်းကျေးဇူးအများကြီးတင်ရမှာပေါ့နော်ကလေးက၃နှစ်အရွယ်ပါ main ကလေးပေါ့နော်၃နှစ်အရွယ်စော့နေနေအဲ့လိုမျိုးသူမတော်တဆပေါ့အဲ့လိုမျိုးဟိုအားလွန်သွားတာပဲပေါ့နော်ဒီဘေးပတင်းပေါက်ကိုပြုတ်ကြတာပေါ့ဘေးတိုက်နှလုံးချရေးပြုတ်ကြလို့အရန်ကန်ကောင်းတာ ဝေဒနာတို့ဘာလို့နောက်ခွေးလန့်ကြတို့ကြာရင်တော့တိတ်မတွေးဝင်စရာပဲပေါ့နော်ဒါပေမဲ့ကလေးတွေကလေးတွေကကံကောင်းတယ်နှက်ဆောင်တယ်ပဲပြောရမှာပေါ့ဟိုဒီကြားလဲကြာသွားတော့အထီးခိုက်လဲတော်တော်လေးနေပါတယ်ပုံပဲ့ထိုင်ရတော့ကလွဲပြီမမတော့တိတ်မဖြစ်သွားဘူးလီဇာရမီးသားကိုလှုပ်ပေးမယ်ဆိုပြီးတော့ကိုပုတ္တရောငန်းဆက်လမ်း90ကိုလှုပ် ကလေးကိုသူကယ်ပြီးပြန်ထွက်လာတယ်ကလေးလည်းပြုံးပြီးရောသူပြုံးပြီးရောထွက်ရီပြီးထွက်လာသူအဲ့မိသက်ကယ်မိသက်တွေကယ်စိန်သမားတွေကိုရီပြပြီးထွက်လာတော့ချစ်စရာလေးပေါ့ကလေးကတော့အဲ အဲ့ချိန်မှာသူလည်းဘယ်လောက်ကြောက်နေလိုက်မလဲ all 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 အထဲမှာ all all အောက်ကနေဒီမိသက်တွေရောက်မလာခင်ညီမတို့ကလည်းဘာမှမလုပ်ပေးနိုင်တာဟိုနှစ်ယောက်ဒီလူတွေကလည်းကင်နာပေးအောင်အားလွဲမျိုးကို့မှာဘာမှပစ္စည်းကရိယာမရှိရတဲ့အတွက်ဘလို့မှပြန်ထုတ်ပေးလို့မရအော်တမီးလေးမကြောက်နဲ့နော်လာခဲ့တော့မယ်မမောင်ရှိရဲအမေတို့ရှိရဲအမေဆိုတာဒီအပေါ်ကသူ့အမေအမေတို့လည်းရှိရဲနော်ဘာမှမကြောက်နဲ့နော်အမောင်ရှိရဲနော်အဲ့လိုမျိုးအောက်ကနေအော်ပေးနေတာပြီးတဲ့မှာ ambulance ဒီမိသက်ကရိယာရောက်လာတော့ကယ်ဆယ်ရေးသမားတွေတက်သွားချိန်မှာကလေးဘာမှဖြစ်ဘူးအေးဆေးဖြစ်တယ်ဘာမှမဖြစ်ဘူးကလေးလေး အဆင်ပြေရပေါ့နော်ဘာမှတိခိုက်တိုင်အများများစားမရလို့ပြောရတဲ့အချိန်မှာတော့စိတ်ကတဝက်ဒုံဒုံကြွားဟိုတဝက်ကြွားရပေါ့နော်နောက်ပြီးကလေးလေးပြန်အောက်ကိုဆင်းလာပြီးပြန်ရီပြီးပြန်ထွက်လာတော့မှစိတ်ကတကယ်ကိုချနိုင်လားမကလေးလည်းအဆင်ပြေသွားပြီငါလည်းငါနားတော့မဲဆိုပြီးအင်းကြီးလဲခံကြီးကြတော့ပါပဲခဒီကြီးကကျွီးကျွီးကျွီးအာငလေးလုံးနေရမေးကဲလို့အဲ့အိမ်မှာပြေးဆင်းရပြေးဆင်းမလို့ရပြန်ပြေးဆင်းနေပြေးဆင်းရတော့မဲ့အချိန်မှာပြန်ရက်သွားရက်သွားပြီမဲ့ အမအိမ်ရခွေးအိမ်ရခွေးလေးနှစ်ကောင်လည်းအစင်းသင်းချီပြီးွားပြီးအမ emergency ပတ်လည်းကင်ပြီးွားရင်ဆင်းတော့မယ်တာမိတော့မိသားတော့ဆင်းတော့မှုလုပ်နေပြီခဏလောက်အချိန်နေစောင့်ကြည့်ပြီးတော့ငြိမ်သွားတော့ပြန်ထိုင်ချပြီးအင်ကြီးပြန်လဲရတာလို့ဒါအမတ်တရပေါ့အဲ့တနေ့ရနေအမတ်တရပေါ့တောင်းချောက်တာပေါ့ဘယ်လိုလဲမိုင်းကနေပြန်လာလို့ပြန်လာလေ အာပြည်သက်တွေဒါတော်တော်များများကလည်းအာတိသွားတယ်တိသွားတော့ပို့ပြီးတော့လည်းဟိုကလေးတွေဆိုလို့ရှိရင်ပို့ခရူးဆိုင်ကမယ်ဆိုတော့လည်းပို့တိသွားကြပါဘောနော်ကောင်းပါလေဟိုလိုမဖြစ်ပါညီမတို့အခုလည်းညီမကဲလိုက်နေတဲ့အသက်အသက်တစ်ချောင်းအတွက်ရောနောက်ဒီဟာကိုပဲသင်ခန်းစာယူပြီးရောကလေးတွေရဲ့မိဘတွေရောပို့ပြီးတော့ခရူးဆိုင်နိုင်သွားတာဟုတ်အဲ့ကလေးလေးရဲ့အသက်တခင်ကျေးဇူးရှင်သူပါအဲ့လိုမျိုးကြီးတော့မမပြောလို့ပြောပြောကြပါညီမအဲ့လိုကိုကူကူလည်းလို့မတတ်မှတ်ပါဘူးဒါညီမအနေနဲ့ညီမရဲ့ဖြစ်ဖြစ်လာရဲ့ဘဝတစ်ခုမှာ ကယ်ခွင့်ရခဲ့တယ်နှုတ်ဆောင်မခြင်းတစ်ခုနဲ့ကယ်ခွင့်ရခဲ့တယ်အဲကုသိုလ်တစ်ခုအဲအမတ်တရားတစ်ခုလို့ပဲသတ်မှတ်တယ်ကလေးလေးပေါ်ကတောက်လျှောက်အဆင်ပြေသွားရပါပြီနှုတ်ဆောင်မခြင်းတစ်ခုနဲ့အသက်တစ်ချောင်းကယ်ပေးနိုင်လိုက်တယ်ဒါကတော့အဲဘလိုဖြစ်ချီတူပေးကြလို့ကောနားလေပေးကြလို့တက်ကကျေးဇူးတင်ပါတယ်ဒါပေမဲ့ပြောချင်တာကကြတော့ဘယ်ဟာမှသတိလက်လွတ်မဖြစ်စေဘူးပေါ့နော်ကလေးတွေဆိုလည်းကလေးလေးရောက်ဘလိုလွတ်မထားဘူးကမမီဒီပပီဒီနေနဲ့ကလေးလေးတွေကိုပို့ဒီတက်ပို့ပြီးတော့ထိတ်ခဲလုတ်ပေးနိုင်ဖို့ပေါ့နော်။အော်ငိန်ပြီးတော့ဆော့ရ င်ပြီးရောဆိုပြီးတော့လည်းအဲ့လိုထားလိုက်တော့အခုလိုမျိုးဒါမျိုးလေးတွေအမတ်မထင်မတော်တဆဖြစ်သွားတာမျိုးလေးဖြစ်တာပေါ့နော်အဲ့လိုအချိန်မှာလည်းအရေးပေါ်ဘာလို့လို့ရမလဲဆိုတာကိုလည်းလေမတွေးနိုင်ကြမြန်မာတို့ကလည်းအဲ့မှာ ဖြစ်ခဲ့တာပဲဖြစ်ဘယ်အနေဘာဆက်လုပ်အောင်မှမသိဘူးဖြစ်ခဲ့ရပဲအဲ့မှာသွေးပူနေတဲ့အချိန်မှာတအားကြီးအာခေါင်းခေါင်းထဲမှာတော့ရှုပ်ထွေးနေမှာအဲ့တော့သွေးအေးနဲ့စဉ်းစားဘာဘာဆက်လုပ်လို့ရမလဲအရေးပေါ်အရေးပေါ်ဖုန်းနံပါတ်တွေအရေးပေါ်ဒီ ambulance တွေမိသက်ဌာနရဲ့ဖုန်းနံပါတ် provider သမားဖုန်းနံပါတ်တွေဒါတွေကိုတင်ထားတဲ့နေဖုန်းထဲမှာအမြဲတင်ထားတဲ့နေဒါမှကိုလိုအပ်တဲ့အချိန်မှာကိုအရေးပေါ်ဖြစ်နေတဲ့အချိန်မှာဟိုအခုလိုမျိုးချက်ချင်းခေါ်နိုင်မှာပေါ့နော်ဆိုတော့ဒါလေးကလည်းလိုအပ်တာပေါ့အကုန်လုံး queue site စီနေမှာလေဟာ